ကစပြီးမြမစစ်ကောင်စီဟာမြောက်ရီမျိုးကနမဲဆိုးနဲ့ကဘာကျော်တဲ့ကေကေပတ်ကြားဖြန့်ဝင်းကိုစီးနှင်းဖောက်ခွဲဖျက်ဆီးနေရအဲ့ဒီကနေထွက်ပြေးလွမြောက်လာတဲ့သူတွေရဲ့ပြောပြချက်အရဒီဝင်းထဲမှာလူကိုရင်းအင်္ကာတွေထုတ်ယူပြီးမောင်ခိုဈေးကွက်အတွင်းကိုရောင်းချရမှာဖွဲစိတ်ထုတ်ယူတဲ့အထူးကုဆရာဝန်တွေနဲ့ စေးုံအဆောင်တွေရှိတယ်လို့သိရပါတယ်ဒီကြားပြန်ဝင်တွင်ကအထင်ရှားဆုံးလူကိုရင်းအင်ကာ ထုတ်ယူရောင်းစားတဲ့အဖြစ်ကတော့ဘီလာရုစ်သူဘီရာဂရက်ဆိုဗာနဲ့ကင်ညာသူဂရိစ်မာတာတို့ကိစ္စတွေဖြစ်ပါတယ်အသက်26နှစ်ရှိပြီဖြစ်တဲ့ဘီလာရုစ်နိုင်ငံသူအဆိုတော်ဘီရာဟာ2025ခုနှစ်စက်တင်ဘာလ12ရက်ကလာစာကောင်းတဲ့မော်ရယ်လုပ်ငန်းလုပ်ဖို့ဘန်ကောက်ကိုလိမ့်လဲအခေါ်ခံခဲ့ရပြီးတပတ်အတွင်းမှာမြန်မာနယ်စပ်ကြားဖြန့်ဝင်ကိုရောက်ရှိသွားခဲ့ပါတယ် ကျောင်းမပြီးငယ်ရသူဖြစ်တာကြောင့်နိုင်ငံတကာကချမ်းသာတဲ့အမျိုးသားတွေကိုပြစ်မှတ်ထားငွေလိမ်ရတဲ့အလုပ်ကိုခိုင်းစေခံရပြီးမိခင်ဖြစ်သူနဲ့အော်တိုဘာလ၄ရက်မှာနောက်ဆုံးချိန်အဆက်အသွယ်ရပြီးနောက်ပြန်မင်းငွေဒေါ်လာ၅သိန်းတောင်းတာမပေးနိုင်တဲ့အတွက်ကိုရင်းအင်ကထုတ်ယူရောင်းစားလိုက်ပြီးအလောင်းကိုမီးရှို့လိုက်ပြီးလို့သူမရဲ့မိခင်စီ message ပို့လာခဲ့တယ်လို့သိရပါဗျ။အသက်22နှစ်ရှိပြီးချောမောလာပါတဲ့ကင်ညာသူ Grace Mata ဟာလေ KK ဘက်ကိုရောက်ပြီးလေးလအကြာမှာ ကိုရင်းဟင်္ဂါတွေထုတ်ယူခံရတဲ့အခြေအနေနဲ့ထိုင်းဘတ်ချန်းကိုသတိလွတ်ပြီးရောက်ရှိလာသူဖြစ်ပါတယ်။မဲဆောက်ခြေဆိုင် Global Alarms အဖွဲ့က CEO Michelle Mori က Grace Mata ဟာကကဘတ်ဆေးရုံမှာကိုရင်းအင်္ဂါထုတ်ယူခံရပြီးမဲဆောက်ကိုသတိလက်ရောက်ရှိလာကြောင်းနဲ့မိသားစုနဲ့တွေ့ဆုံနိုင်မှုဆက်သွယ်ပေးပြီးအသက်ဆက်နိုင်ရင်အသက်ကူကိရိယာတွေတက်ဆင်ထားရှိပေမဲ့ဘလို့မှမရှင်းတန်နိုင်တော့တဲ့အတွက်အသက်ကူကိရိယာတွေကိုသူမကိုယ်တိုင်ဖြုတ်ခဲ့ရတယ်လို့ ပိုလစ်စာစင်တာကိုပြောကြားသွားခဲ့ပါတယ်။အသက်24နှစ်အရွယ်စိုက်ဘီးရီးယားသူဒါရှီနီမာအိုချာနီ မာရီကာကိုလည်း KK Pack ကြားဖြန့်ဝင်းထဲမှာကိုရီးယားငါတွေထုတ်ယူရောင်းစားဖို့စီစဉ်ခဲ့ပေမဲ့ရုရှားတမ်မတ်ကြီးတိုမီကင်ကိုတိုင်ဂျားဝင်ဆစ်ဆက်ပြီးကဲထုတ်နိုင်ခဲ့တဲ့အမှတ်တမ်းတွေလည်းရှိပါတယ်။